အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ literature fee channel လေးကနေပြည်သက်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းမကောင်းလေးတစ်ပုဒ်ကတော့စာရေးဆရာမောင်သားချိုရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှုမျှော်ခြင်းများလို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းမကောင်းလေးရဲ့နာမည်ကတော့တကားကိုဘလို့ခောက်ရပါလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းမကောင်းလေးကိုနားဆင်ခံစားကြည့်အောင်လားခင်ဗျာ တကားကိုဘလို့ခောက်ရပါတမီးေဒီတကားနွေရည်တွေကိုရောက်ပြန်တော့လေကျောင်းပရဲ့ရှေ့ကြီးတွေကိုတပုံတပင်းမှတပုံတပင်းလို့ဆိုရလောက်အောင်ရှားထားပြန်တာကြောင့်တမီးတို့တမီးမမီးတို့တတွေထုံးစံအတိုင်းမြို့တော်ရန်ကုန်ကိုသွားပြီးတနွေခိုးကြပြန်တာပဲလေဟုတ်တယ်နော်အညာကကောလိပ်ကျောင်းလေးတစ်ချောင်းမှာနေခဲ့ကြရတော့ကလေကျောင်းပိတ်ပြီဆိုတာနဲ့တမီးတို့ရန်ကုန်ကိုတန်းပြန်ကြတာပါပဲ ညီလက်ကကောလိပ်ចောင်းလေးတချောင်းမှနေခဲ့ကြရတော့ကလေဒီအတိုင်းចောင်းပိတ်လို့ရန်ကုန်ပြန်ကြရတယ်ဆိုတာကဖေဖေတို့မိသားစုအတွက်မဆန်းလာတဲ့ကိစ္စပါပဲဒါပေမဲ့တမီးရေတမီးတို့ចောင်းလေးပိတ်တဲ့အချိန်နဲ့ဖေဖေတို့ចောင်းလေးပိတ်တဲ့အချိန်ဆိုတာကအမြင်ရန်ကြီးတိုက်ဆိုင်နေတဲ့တာမှမဟုတ်ပဲလားဒါကြောင့်မို့ဖေဖေကတော့အဆင်ပြေတဲ့အခါဒီမှာဆိုရင်လေတမီးတို့နဲ့တူရန်ကုန်မှာလိုင်းနေနေလိုက်အဆင်မပြေဘူးဆိုရင်လေကိုလောက်တောင်းဝင်ရှိရတက္ကသိုလ်ကောလိပ်ចောင်းလေးဓမ္မပဲကြံရစ်နေခဲ့လိုက်ပါပဲလေ အခုဒီနှစ်ຫນွေမှာသမီးတို့ရန်ကုန်ပြန်ကြတော့သမီးတို့နဲ့အတူဖြစ်ပြီးမလိုက်နိုင်ခဲ့ဘူးတက္ကသိုလ်ကောလိပ်ကျောင်းကိုဖွင့်မြဲဖွင့်ထားခဲ့တာရောအဝေးတင်တက္ကသိုလ်ကျောင်းသားတွေရောက်လာကြတာနဲ့ရောရန်ကုန်ကိုလိုက်ဖို့ဆိုတာဘလို့မှကိုမဖြစ်နိုင်တော့ဘူးဒါကြောင့်မို့ဖေဖေလဲကောလိပ်ထဲကတိုက်ခန်းချင်းချင်းကလေးတွေမှာတယောက်ထဲချင်းချင်းနေခင်လိုက်တော့တယ်လीသမီးအခုကောလိပ်ထဲကအခန်းကလေးကကျင်းနေဆိုပေမဲ့အင်မတန်မှလုံလုံချုံချုံရှိတဲ့အခန်းလေးပါသမီးရဲ့ရေချိုးကန်းကလည်းအထဲမှာအိမ်ငါးကလည်းအထဲမှာဆိုတော့ စားဖို့တောက်ဖို့အချောက်ချမ်းကလေးပြပြစုံစုံသာရှိထားလို့ကတော့စေရတဲ့ဘက်ဆိုသလိုအပြင်ကိုမထွက်ဖက်နဲ့နေလို့ရတဲ့အခန်းကလေးပါ။ဒါကြောင့်မို့ဘေဘီလေးသမီးတို့ရန်ကုန်ပြန်နေကြတဲ့ရက်တီထဲမှာအဆူရော အချောက်ရောအကုန်လုံးဝဲထည့်ပြီးအပြင်ကိုတိတ်မထွက်ဖြစ်တော့ဘူး။ဒါဝင်ကြီးကလွင်ရင်အချင်းပြေအခန်းအောင်ပြီးစာရေးလိုက်စာဖတ်လိုက်နဲ့အခန်းတကားကိုဖွင့်ပစ်တယ်လို့မရှိသလောက်ပါပဲသမီးရဲ့။ဒီလိုနဲ့ပဲတနေ့မှစိတ်ပြည့်စရာတကားခောက်တဲ့တချို့နဲ့ပြပြီးစုံခဲ့ရတာပါပဲ။ အဲ့ဒီနေ့ကပေပေလေးတချင်းလေးတညင်းညီနဲ့ဆိတ်လို့လက်ရချက်ပြုံနေမိခဲ့တဲ့နေ့သမီးရဲ့တောက်တောက်ဆိုပြီးတကားခုတ်တန်ဆပေါ်လာတော့ပေပေကကျင်းနေချက်ထဲမှာလီဟုတ်တယ်ထမင်းဦးငှက်ကားစားဆိုမှတကယ့်ကိုငှက်ကားစားဘလို့မှပြင်ချလို့မရတော့တဲ့အချင်းတကားခုတ်တန်ကပထမတော့တောက်တောက်ပါပဲနောက်စက္ကန့်ပိုင်းကလေးပဲချပြီးပို့မှုပြင်းထန်တဲ့တောက်တောက်နောက်စိတ်မရှိပုံရတဲ့တောက်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 ဇက်တိုက်ဆိုမှတကယ့်ကိုဇက်တိုက်ကြည့်ပါသမီးရဲ့ ်ဘေဘီကလာပြီပြောလာပြီခဏပြုတ်ခဏလိုလှမ်းအောင်နေရတာကိုလည်းကြားပုံမရပါဘူးဘေဘီအတားပဲတွလုံးနေလို့လားဒါမှမဟုတ်ဤဘဝကနေအေခန်းအေခန်းကနေတက္ကမကြီးအပြင်ဘက်ကိုရောက်တဲ့အထိအတန်နေရခွေပတ်သွားနေရလို့လားမသိပါဘူးသမီးရဲ့ဘလို့မှကြားပုံမရတဲ့အဲ့တကားအပြင်ကဧည့်သည်ဟာစုကိုတကားမဖွင့်မချင်းတူနေတော့တာပါပဲနောက်ဆုံးတော့ဘေဘီလည်းဘလို့မှကိုမတက်နိုင်တော့ဘူးဒါနဲ့ ထမင်းရီကိုစစ်ချင်းစစ်မစစ်ချင်းနေလို့ဆိုတာထမင်းရိုးကိုချတာပြစ်ခဲ့ပြီးတက္ကမကြီးစီကိုခတ်သွက်သွက်လှမ်းကတကားကိုဖွင့်ပေးလိုက်မိတယ်။အပြင်ဘက်မှာဘလောက်အေးကြီးတဲ့ကိစ္စဆောင်းဆိုင်နေပါလိမ့်ဆိုတဲ့အတွင်းနဲ့ပေါ့တကားကိုဆွဲဖွင့်လိုက်တော့မိတ်ဆွေတယောက်ရဲ့မျက်နှာကြီးကဘွားကနေလေပထမဟေးလူတဲ့နောက်ခေါ်လိုက်ရတာဗျာတဲ့အဲ့နောက်ပြင်းလို့ထွက်လာတာတဲ့ဖေဖေနဲ့ခင်မင်းရေးဆွဲရှိတဲ့မိတ်ဆွေပါပဲတမီးရဲ့ ဘေဘီကလည်းသူ့နဲ့တွေ့ဖို့အတွက်အမြဲတမ်းစိတ်လိုလိုက်ရရှိတဲ့သူပါ။ဒါပေမဲ့သူ့တကားခောက်တန်းကြီးကိုဖြင့်ဘေဘီပုံမှန်မချခြင်းငယ်ဘူး။ခဏလောက်ခဏငယ်ကလေးလောက်သူ့ဘေဘီကိုအချိန်မပေးနိုင်ဘူးလား။အင်းသူ့အကြောင်းကိုပြောနေရင်းနေကမှတခြားမိတ်ဆွေတယောက်ရဲ့အကြောင်းကိုပါတမီးကိုဘေဘီပြောပြခြင်းမိလာပြန်ပါရဲ့တမီး။တနေ့မှာဘေဘီရဲ့တမီးကိုနောက်ထပ်ပြောပြခြင်းနဲ့မိတ်ဆွေရဲ့မဂဇင်းတိုက်တစ်ခုကိုအတူသွားဖြစ်ကြရဲ့။အဲ့ဒီမဂဇင်းတိုက်ကပထမထံမှာရှိပြီးတော့ လေကားတိုင်တက်သွားရင်အမင်းရဲနဲ့ပိတ်ထားတဲ့တခါကစီကျူနေတဲ့မဂဇင်းတိုင်လေလူခေါ်ခေါင်းလောင်းလေးကိုနှိမ့်လိုက်တော့မှဖွင့်ပေးတဲ့တခါအဲ့ဒီနေ့ကဖေဖေရဲ့ဖေဖေမင်းစုရဲ့လေကားတိုင်တက်သွားကြရင်လေကားအုတ်ချိန်နဲ့ဖေဖေတို့မျက်လုံးတန်းလေးကိုရောက်တော့တကားနဲ့ကြမ်းပင်ကြကလွတ်နေတဲ့နေရာကလေးကနေအထဲကိုလှမ်းချီမိလိုက်ကြတယ်။ဖနက်ကိုတွေ့ရဆိုတော့ဖေဖေတို့တွေ့ချင်းနဲ့အဲ့ဒီဒါကလေးမဂဇင်းတိုင်မှာရှိသေးပေါ့။ဖေဖေမိတ်ဆွေကနေရာမှာကတ်ထားတဲ့လူခေါ်ပေးလေးကိုနှိပ်ပါတယ်။ ီးတော့ခွေးပိဘက်ကိုလှဲ့ကမပြတ်သေးတဲ့စကားတွေကိုဆက်ပြောနေပြန်ပါလိယောနောက်တစ်ခဏလောက်ကြာပြီးသွားမှဘဲကိုတခါထပ်နှိပ်ပါတယ်ဖေဖေစိတ်ထင်ဘဲတန်တစ်ခုနဲ့တစ်ခုကြာမှာတမင်နစ်ဓမ္မမဟုတ်နှစ်မိနစ်လောက်တောင်းမှချားလိသလားပါပဲသူကပြောပါသေးရဲ့အိမ်သာလေးပဲရောက်နေသလားရီချိုးကနေပဲဝင်နေသလားမသိဘူးဗျာဖေဖေလေးဖေဖေမိတ်ဆွေရဲ့မျက်နှာကိုလေးစားစွာ အထင်ကြီးစွာနဲ့တခဏငေးကြည့်လိုက်မိတာအမှန်ပါပဲတမီးရဲ့ဟုတ်ပါတယ် တခါတလေကြတော့ခုဆိုခုခုမှခုဆိုတဲ့စိတ်တွေနဲ့ဖေဖေတို့လူမှုဆက်ဆံရေးတွေနဲ့အံ့ဝင်ခွင့်ကြမဖြစ်နိုင်ဘူးလေအဲ့ဒီနေ့ကတအောင်းလောက်ကြားမှာတကားပွင့်လာအဲ့ဒီဒါကလေးပေါ်လာပြီးစောစောကဘဲလ်တန်ကြားလိုက်သလားလို့ကျွန်တော်ရေချိုးကဝင်နေလို့ဗျာလို့ဆိုလာတဲ့အခါဖေဖေမျိုးဆိုရလေထင်မှဗျာအဲ့ဒါကြောင့်ဘဲကိုခြားပြီးနေနေတာလို့ပြန်ပြောနေတဲ့အခါဖေဖေရှင်နဲ့အနှွေးတဲ့တစ်မျိုးနဲ့ကြည်နူးသွားမိတာကလေအမှန်ပါပဲသမီးရဲ့ လောကမှာလှအောင်နေတဲ့ဏီတွေကဘေးကနေဘလို့များသူတို့တွေတက်ချွန်းနေခင်မိပါလေလို့ဖေဖေအံ့ဩသွားမိတာကလည်းအမှန်ပါပဲလေတခါတော့ဖေဖေအခန်းကိုကျောင်းသားတယောက်ရောက်လာခဲ့ဘူးလေစာအုပ်တအုပ်လမ်းငှားတာပါသူကအခုချက်ချင်းမဟုတ်ပါဘူးဆရာကျွန်တော်နောက်နှစ်ရက်လောက်နေမှလာယူပါမယ်တဲ့ကြည်စမ်းမအောင်တမီးရဲ့သူလူချင်းတဲ့စာအုပ်ကလေးကိုယောက်များလှစွာတဲ့ဖေဖေစာအုပ်တွေချားကနေဖေဖေတယောက်ဆွဲထုတ်နိုင်ဖို့အတွက်ဖေဖေကိုအချိန်ပေးသွားခဲ့ပုံကြီး သူကတကားကိုဆက်တိုက်ခောင်းနေတဲ့သူဟုတ်ပုံမရပါဘူး။ဦးလေးဦးကျော်ရွှေအိုင်းအိမ်ဘက်တစ်ချက်လောက်လှည့်ခဲ့ပါအောင်မိဖို့ပဲဖြစ်တယ်မသိဘူးကြာချင်းလို့ဒါကကောလိပ်ကျောင်းကဆီယမာလေးတယောက်ကလျှက်စင်ပြီးတာဝန်ခံဦးလေးကြီးကိုလှမ်းပြောလိုက်တဲ့အတန်လေးဒီဆီယမာလေးကလည်းတကားကိုဆက်တိုက်ခောက်တက်တဲ့သူဖြစ်ပုံမရပါဘူးအချင်းသူ့တစ်ပါးအတွက်အချင်းဒါကိုပြတတ်တဲ့သူ့စိတ်နေစိတ်ထားကိုသူ့စကားထဲမှာဖဲဖဲလို့တွေ့နေရတယ်သမီး တခါတခါဖေဖေတို့ကတကားတွေကိုခောက်ကြရတယ်။တခါတခါဖေဖေတို့ရှီယာကိုတကားခောက်တန်းတွေကလာကြတယ်။ဇက်တိုက်ကြီးဆိုရင်ဘလောက်စိတ်ပြည့်စရာကောင်းလိုက်လိမ့်မလဲသမီးရဲ့။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဆာရေးဆရာဤမောင်သာချူရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှုမျောခြင်းများလို့အမိရတဲ့စာအုပ်ထဲမှာ တကားကိုဘလို့ခောက်ရပါလို့အမိရတဲ့စေဝင်စားဖို့ကောင်းတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုနှာစင်ခဲ့ကြရတာပဲဖြစ်ပါတယ်ခင်ဗျာ။ ီဆောင်မလေးရဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေကတစ်ဖက်လူအားတယ်မအားဘူးအလုံများနေတယ်အလုံမများဘူးဆိုတာကျွန်တော်တို့တွေတည်တည်ချာချာမသိဘဲနဲ့ကျွန်တော်တို့တွေကတစ်ဖက်သားကိုကျွန်တော်တို့တကားခောက်တာတွေလမ်းခေါ်တာတွေဖုံးဆက်တာတွေဒါတွေကကျွန်တော်တို့အဲ့လိုမျိုးပြောရရင်တော့အလိုက်ကန်းဆုံးမသိဘဲနဲ့လုံနေမယ်ဆိုလို့ရှိရင်တစ်ဖက်သားကိုဘယ်လောက်ထိစိတ်နှောက်ယှက်ဖြစ်ရတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တစ်ဖက်သားကိုစဉ်းစားခြင်းဒါမှမဟုတ်ပြန့်ဖြေးခြင်း ဒါလေးကိုကျွန်တော်တို့တွေအချင်းလေးခဏလောက်ပေးပြီးတော့မှကျွန်တော်တို့စောင့်ဆိုင်းကြမယ်ဆိုလို့ရှိရင်ဒါဟာအင်မတန်လှပါတဲ့လူဘဝရဲ့နေနီးထိုင်နေတရလို့ဆရာမောင်သာကျော်ကဒီဆောင်မလေးရဲ့မှာရေးသားထားတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့တွေဟာဒီလိုမျိုးပညာပေးဆောင်မကောင်းလေးတွေပါတဲ့ဆရာမောင်သာကျော်ရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရွှေမြောင်ကင်းများဝင်းရင်စာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ Literature Feed Channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။ နားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေဆင်းရဲခတ်သိမ်းကင်းကျင်းကြပါစေနှလုံးဆွေးဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲကင်း၍ကိုယ်စိတ်နှဖျားစမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတော့ဝအပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှာအနာဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီကိုဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ